ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့မနက်9နာရီလောက်မှာစစ်တွေမျိုးသေးချောင်းကျော်မှာရှိတဲ့ဘုံကြီးချောင်းရှင်မှာစုရထားပြီးစစ်တပ်ကစစ်ကားတွေနဲ့ရိုဟင်ဂျာ300နီးပါးကိုခေါ်ဆောင်တော့တာတွေ့ရှိခဲ့ရတယ်လို့မျက်မြင်တွေ့ရှိတဲ့စစ်တွေဒေသခံတွေကပြောပါတယ်။အဲဒီလိုရိုဟင်ဂျာတွေကိုစစ်တပ်ကမနက်တိုင်းလာခေါ်နေတာနည်းနည်းချီအောင်ကြာနေပြီဖြစ်ပြီးသူတို့ကိုအခြေခံစစ်တင်တဲ့တွေပေးနေကစစ်မှုထဲဖို့ခေါ်ဆောင်တော့တာတွေလည်းရှိနေတယ်လို့သိရပါတယ်။ဘုန်းတော်မမေကလာရောက်ပေါ်တော့ ဆိုင်သာဝင်တဲ့ဒေါ်လာရောက်တော့လုံးလုံးမခိုင်းရိုဟင်ဂျာအယောက်300လောက်ကိုစစ်သားဝတ်တွေနဲ့ခေါ်သွားတယ်သူတို့ကိုစစ်တနန်းပေးတယ်ပြီးရင်အလုပ်လုပ်ဖို့ခိုင်းပါတယ်တဲချောင်းဖုန်ကြီးချောင်းရှိကနေလာတင်သွားတာညဘက်ဆိုရင်သူတို့ကိုပြန်လာပို့တာတွေရှိပေမဲ့စစ်မှုထမ်းဖို့ခေါ်သွားတာကြီးလည်းရှိနေတယ်အထဲမှာတည်တဲ့သူတွေလည်းရှိတာပေါ့ပြီးရင်ဂိတ်တွေမှာအဆောက်အအုံနဲ့ထားဖို့ခေါ်သွားတာကြီးလည်းရှိပါတယ်နေတိုင်းလိုလိုခေါ်သွားပြီးတော့ခိုင်းစရာရှိတာခိုင်းပြီးရင်ပြန်လွှတ်လိုက်တယ် မန်စီတို့အောင်တိုင်းတို့မှာစစ်တပ်တပ်စခန်းတွေရှိတယ်လေအဲ့ဒီမှာတန်တန်းပေးတာတွေကတုတ်ချင်းတူးခိုင်းတာတွေဘန်ကာဆောက်ခိုင်းတာတွေလည်းရှိနေတယ်အဲ့ဒီစစ်တပ်နဲ့ပင်းနေတဲ့ရိုဟင်ဂျာတွေကိုမန်စီနဲ့အောင်တိုင်းကျောမှာရှိတဲ့စစ်တပ်စခန်းတွေကိုခေါ်ဆောင်တော့ပြီးစစ်တပ်နဲ့ပင်းနေတယ်လို့စစ်တပ်စခန်းတွေကိုဂိတ်ဆောက်ခိုင်းတာတပ်စခန်းတွေတိုးချစ်ဆောက်လုပ်တာဘန်ကာတွေတူးခိုင်းတာတွေပြုလုပ်ခိုင်းနေတယ်လို့သိရပါတယ် ဒါအပြင်စစ်တပ်ကတေချောင်းတပိုင်းမဲစည်းအောင်တိုင်းစတဲ့လမ်းတစ်လျှောက်မှာလုံခြုံရေးတွန်းမြင့်ချထားပြီးလမ်းတော်လဲလာပြည်သူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆဲမှုတွေပြုလုပ်နေတယ်လို့ဆိုထားပါတယ်။စစ်တပ်ကခုလိုမျိုးအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာနဲ့အလုပ်လုပ်ခိုင်းနေတာတွေကိုကန့်ကွက်ချုံချပါရဲ့လို့ရခိုင်ဒေသခံရိုဟင်ဂျာတွေကပြောဆိုကြပါဗျာ။ ဒါကတော့မလုတ်သင့်ဘူးဒီလိုလုံတဲ့ဟာတွေကိုကျွန်တော်တို့မောင်းတော့မှာပုတိတော်မှာလုတ်ပြည့်တယ်ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်အခုစစ်တွေမှာအဲလုံနေပြီဆိုတော့ဒါကိုကျွန်တော်တို့ကအခန့်ခွက်တယ်ရှုပ်ရှားတယ်ဒါဒါလုတ်လို့မရဘူးဆိုတဲ့ဟာကျွန်တော်တို့ပါလဲရတဲ့နေနဲ့ကျွန်တော်တို့မြန်မာပြည်သူတွေကိုရောကပါကိုရောရှားပြဖို့လိုတယ်ဒီလိုအယက်သားတွေကိုအဲ့လိုအထင်အထင်အရမစိမှုထိုင်ခိုင်းတဲ့ဟာတွေပြီးတော့အထင်အရမအလိုခိုင်းတဲ့ဟာတွေကျွန်တော်တို့ကဘယ်လိုမျိုးဖြစ်ဖြစ် ျွန်တော်ကအဲ့ဒါကိုလက်မခံဘူးမနစ်သက်ဘူးစကားစကားဒါသူတို့ရဲ့လုံနေကြပုံစံလိုပြီးသွားတယ်အဲ့ဒီစစ်တပ်နဲ့ပေးဖို့ခေါ်ဆောင်ခင်ရတဲ့ရိုဟင်ဂျာ300နီးပါးဟာစစ်တွေမျိုးရှိတေချောင်းကြီးရောဘူးမေကြီးရောတပိုင်းကြီးရောအပါအဝင်အနေအနာရှိရိုဟင်ဂျာကြီးရောတွေကဖြစ်ပါတယ်လက်ရှိအစ်စ်တွေမြို့နယ်မှာလည်းအခုရပါအတွင်စစ်တပ်နဲ့အရခတက်တော် A တို့အကြားလက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေပိုပြင်းထန်လာနေပြီးစစ်တပ်ကတေဆုံးတာတွေလည်းပိုများလာနေပါသေးတယ်။ 干嘛？气开吧！